အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကို ပြန်လည်ပြောကြိုဆိုပါရစေ။ဒီနေ့မှာတော့ပရိသတ်များနာဆင်ဖို့အတွက်စာရေးသူဖြိုးသစ်စာရေးသားထားတဲ့မာယာတောမတနာကျော်တို့ဆိုတဲ့ဇာတ်လမ်းလေးကို အစာဆုံးတင်ဆက်ပေးသွားချင်ပါသေးတယ်။နားဆင်ပေးပါအောင်ရှင်။အချင်းနဲ့စတင်တိဆောက်ထားတဲ့ ဟောဒီနှလုံးသားဆိုင်ကြီးထဲမှာမင်းမပြောင်းမွေးတော့လေရော့သလားဒါမှမဟုတ်မင်းကျင်လေကြက်စားရလို့သုံးအင်ကေဟာကြီးတခုလိုပဲတတ်မှတ်ထားလေရော့သလားသိရောပါဦးလေငါပဲမင်းရင်ကြက်သေးရလားမင်းရပဲကျွမ်းကျင်လေးမှာလုံးနေတာလားကိုတော့နှွေးထွေးတဲ့အိမ်နောက်စုတခုတွေ့နှွေးထွေးရဲ့ကျင်နာယူရခြင်းတွေမင်းမှကုန်ခန်းသွားခဲ့ပြီဆိုရင်လေကို့လိုလူကိုလိန်ညာပြီးမယားရီမတုံးတော့ပါနဲ့လားထိတ်ထားရဲ့ မင်းရလွယ်ပြီးဘသူမှမရှိဘူးဆိုရဲကိုယ့်နှလုံးသားတစ်စုံဟာအတွေ့အောင်လေးကြမှာအထိန်ကုန်မဲ့ခြင်းတွင်နဲ့အတူဆန္ဒကိုတိတ်ခါနဲ့မထိန်ပဲရှိခါအဖြစ်သာအသုံးချလိုက်မိမယ်ဆိုရင်ကိုတို့နှစ်ယောက်တိဆောက်ထားတဲ့အချစ်ဆိုင်လေးတစ်ခုဟာအတိတ်မှာပုံမြင်တဲ့ဘုတ်အနေနဲ့သာထင်ကြံရစ်ခဲတော့မှာပေါ်ထိတ်ထားရဲ့သူရင်လွတ်လပ်မှုမရှိရဲ့အိမ်တောင်ဆိုတဲ့လှောင်ကြီးရဲမှာပဲနေနေရအပြင်းလှပြီးကိုသူရင် လူတကိုစိတ်တမျိုးရှိရတဲ့လွတ်လပ်စွာနဲ့အသက်ရှင်နေထိုင်သွားကြင်သေးရဲ့။ဟိုမသွားနဲ့ဒီမသွားနဲ့မချုပ်ချဲပါနဲ့။ကိုဝါသနာပါရာကိုတော့မစွန့်လို့နိုင်ဘူး။ဒီအရွယ်ဟာတရားဘာဝနာအားထုတ်ပြီးရိတ်တာသွားနေရမယ့်အရွယ်မှာမဟုတ်သေးရ။အရာအလုံးကိုစွန့်လို့ပြီးတည်ငြိမ်လိုက်တနေ့ထိရှင်ဆောင်နေုံပဲဆိုရင်တော့အသက်သာကြီးသွားလိမ့်မယ်။ဘာမှပြောင်းလဲတော့မှမဟုတ်ဘူးကိုသူရဲ။နိုင်ထိတ်ထား။တကယ်ချင်းတန်ရုံစင်ကိုမငဲကွဲမထောက်ထားလို့မဟုတ်ပါဘူး။ ဒုက္ခရောက်နေချိန်မှာတော့ကဘာမေးလောင်သားကောင်ခြနေမို့ငါ့ကိုနားလဲခွန့်လို့ပေးပါသူရင်ရဲ့မာယာတွေတုံးပြီးတဏှာကြောမှာမျောပါဖို့ဆွဲဆောင်သိမ်းသွင်းကြရမဟုတ်ရပါဘူးငါချစ်ရတဲ့ယောက်ျားတွေငါဘာမဆိုရင်ဆိုင်ဖြည့်ရှင်းမယ်လို့ဆုံးဖြတ်ထားခဲ့မိလို့ပါအေးသိတာလှိုင်းထိတ်ထားကနောက်ဆုံးအလားပြင်းစင်းအနေနဲ့လက်ခံဆိုးဆီးကိုရဲနေအောင်ဆိုရဲလက်ညှိုးလေးနဲ့ညီနေအောင်နှိရဲနောက်ပြီးမန်လေးကိုရှင်းနောက်လှည့်ပြီးကြည့်က အင်ဂျီကိုဆွဲချရင်တမိန်ကိုပြန်ဝတ်တယ်။နဂိုရှိနေရဲ့ထိတ်ထားခန္ဓာကိုအလှပါမှာနှကိုင်းထွက်လာလျက်အချိုးအစစ်အပြည့်အတင်တွေကပုံမူပေါ်လွင်လာတော့တယ်။ကိစ္စအပေါ်မှာအလုံးစုံပေးစီရောမှနှိုင်းထိတ်တာဟာကတင်ထက်မှလက်ကိုကောင်းအောင်လုပ်ပြီးလဲလျောင်းနေရဲ့လင်းတော်မောင်သူရိမ့်ဘက်ကိုလှဲ့တယ်။ပက်ချိုင်းလေးပေါအောင်ပြုံးတယ်။ဘလို့လဲဆရာကြီးအိမ်မှာပြန်လဲအိတ်ထားမှာပြန်လဲထားအောင်မဟုတ်ဘူး။အထင်ရမနေတော့ဘူးနော်။ညနေ3:00အောင်ထိုးနေပြီ။ သူရိဟာမေးတင်ထားတယ်။မျက်လုံးအစုံကိုဖွင့်နေ။အယောင်တက်လက်လက်ဝဲစုံနေ။ရုပ်ရှင်မင်းသမီးကပင်ရှုံးလောက်အောင် ပြင်ဆင်ဝတ်ဆင်ထားတဲ့နှိုင်းထိတ်သားကိုကြည့်က။အင်းမင်းကတော့ထုံးစံတိုင်းမင်းရဲ့ border ရစီသွားပြီးအချိန်ဖြုံးမှာမလား။ဘာလဲ။ဒီနေ့လည်းညာမိုးချောက်အောင်မှာပဲမဟုတ်လား။နှိုင်းထိတ်သားကနဖူးပေါ်ဝဲကြလာတဲ့ဆန်တွေစားတွေကိုလက်နဲ့အသာတတ်တင်ပြီးထုံးစံအတိုင်းမိုးချုံမှမဟုတ်ဘူးအကိုရေဒီနေ့ညတော့ တခါတည်းဟိုမှာပဲအိမ်မှာဒီနေ့ကတွဲ့ရမွေးနေပွဲလေးလှုပ်ရင်တလဲစားတယ်သူတို့အိမ်မှာပဲညအိပ်ဖို့မှာလိုက်တယ်လေသူရိဟာနှကန်းထောင်စုံလေးကိုတွန့်ပြီးပြုံးလိုက်မိရဲ့တော်စမ်းမှာထိတ်ထားရမသိရမဲ့လို့ထုံးစံအတိုင်းပဲဖဲ့ပစ်ဖို့သွားတာပေါ့အခုတော့မွေးနေပွဲဆိုတာကြီးအကြောင်းပြပြီးမင်းအပြစ်ကိုမင်းဖုံးကျင်ညာမဟုတ်လားအဲ့လိုစိတ်ထဲကမကြေမနဲ့ရေရွတ်မိပေမဲ့နှုတ်ကတော့ဖြစ်နိုင်ရင်အိမ်ပြန်အိပ်ပါလားထိတ်တာဒီမှာဘယ်သူမှရှိအောင်မဟုတ်ဘူး မောင်တယောက်တည်းရဲ့မောင်တယောက်တည်းပြင်းကြံခဲ့မှာပေါ့ထိတ်သားရဲ့ထိတ်သားဟာသူ့ဘေးနားမှာတင်ပဆောင်လေးလာထိုင်ပြီးတော့မခွတ်တရူအသွင်လေးနဲ့ဒါကြောင့်အခုပြောတာပေါ့ထိတ်သားနဲ့တခါလေးလိုက်ခရင်ပြီးရောဥစ္စာဟိုမှာဆိုရင်တောက်လဲတောက်ရမယ်ပြီးတော့ပြင်းစာဆိုလို့လည်းဘာတခုမှမရှိဘူးဒီလိုပါပဲအိမ်နောက်တဲ့ငါးနှစ်အတွင်းနိုင်ထိတ်သားသူရင်းရဲ့အလိုဆန္ဒကိုလိုက်ရော့ခဲ့တယ်မရှိ သူမသဘောအတိုင်းသာဆိုင်းချင်ရာဆိုင်းနေတတ်တယ် သာသမီရသွားရင်တော့သူမချိန်ကြီးသွားလိမ့်မယ်လို့စိတ်တင်ရှိခဲ့ပေမဲ့ခတ်တာကဒီကနေ့ထက်တိုင်သာသမီမရသေးခြင်းကိုသူမအဖို့တပန်းတာနေခြင်းများလားမပြောတဲ့။ကဲပါမဲတောက်တဲ့ပဲသွားပါတော့။ငါအတွက်ဘာမှနောက်ဆက်တင်းနေနဲ့။ခိုင်းစာရှင်လေးဒဝင်းမီကိုခေါ်လိုက်ပါမယ်။အဲ့နောက်ထိတ်တာ သူ့ဘာမှခွာကအကန်းပြင်ပွဲကိုထွက်သွားတယ်။မကြခင်မှာခြံဝင်းတွင်မှထွက်သွားတဲ့ကားတံကိုကြားလိုက်ရတယ်။ထုံးစံတိုင်းထိတ်တာဟာကားနှစ်စီးရှိရတဲ့ အကြခင်ကမှဝယ်ယူထားတယ်။မာစီတီကအဖြူလေးကိုရှူသွားခြင်းပဲ။အခုတော့လေထုံးစံအတိုင်းတယောက်ထည်ကျင်းရခဲ့တာပေါ့။ခါတိုင်းနေပြီတုံကလည်းအဲ့ဒီနေပြီ။အိမ်နောက်ရှိပြီမယ်အထီးကျန်ဆန်ခဲ့ရတဲ့ရှက်ပေါင်းကမနေတော့ပြီ။ကြာတော့လေကျင်းသားရခဲ့ပြီလို့ဆိုပေမဲ့ကို့ဘဝကိုနည်းနည်းတော့မကြည်မနဲ့ဖြစ်မိရအမှန်။တခြားဇနီးမောင်နှံတွေတို့ဖခင်ចောင်းကအတူလက်ချင်းချပြီးသွားခြင်းပြီမယ်အပျော်ပါလောက်ပဲဖက်နေရောလေခက်တာ။ကြီးစီစီကြီးဖြစ်နေရကြောင်းအခန်းတွေမှာထွက်ခဲ့တယ် ရေချိုးကမ်းမှာဝင်ပြီးဇင်ပင်နှပြေရေချိုးလိုက်တယ်။အဝယ်စားလဲပြီးအောက်ကိုအစင်းမှာအကန်းတန်ရှင်တောင်းနေတဲ့ဒေါ်ဝင်းမေကိုတွေ့ရတယ်။ဒေါ်ဝင်းမေကျွန်တော်အပြင်သွားလိုက်အောင်မေကျွန်တော်စမနေနဲ့နော်။ကျွန်တော်ပါတာကျွန်တော်တော့ဖွင့်ပြီးဝင်မေ။ဘိုက်ဆိုင်ထမင်းစားသွားပါလားလူတွေရဲ့အားလုံးကြက်ပြီလေ။ကိစ္စမရှိပါဘူးဒေါ်ဝင်းမေပြန်မပဲစားတော့မေ။သူ့လက်ထွက်ခဲ့တယ်။တော်ဝင်းမေလည်းကောင်းတညင်ညင်နဲ့ကြံခက်လေရဲ့။မရေရွယ်ပဲနဲ့စံပြရုပ်ရှင်ုံရှေ့ကိုရောက်သွားတယ် ရောက်ရှင်ကြည့်ဖို့စိတ်ကူလိုက်တယ်။ကားမှန်ပေးပြီးကားတကာဖွင့်လိုက်တယ်။ဖြစ်ကြတော့ကားဘေးနားမှာထွက်လာတဲ့အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်နဲ့ကားတကာထိတွေ့မိရဲ့။အိုးကားပြင်ထွက်ပြီးကားတကာပိတ်လိုက်ရဲ့။ကားတကာနဲ့ထိတွေ့မိရဲ့အမျိုးသမီးကိုတောင်းမှန်စကားဆိုဖို့ပြင်ရဲ့။ကိုတောင်းမှန်ပါတယ်။မတော်တဆဖြစ်သွားကိုနားလည်ခွင့်လို့မထင်ပါရဲ့။သူတောင်းမှန်နေတဲ့များကိုကြည်စင်ရှင်းလဲတဲ့အမျိုးသမီးရဲ့လေကိုင်းတဒန်းနှက်ခမ်းနှစ်လွှာဟာမပွင့်တဝင့်လေးဖွင့်အားခဲ့ရမှာ။ ရှင်ရှင်အင်းလေဟမ်နင်နင်သူတွေမဟုတ်ဘူးလားယင်တရင်တနေ့စီခေါ်လာတဲ့အမျိုးသမီးရဲ့မျက်နှာကိုမျက်မှောက်ကောပြီးငေးစီမိရော်တယ်။ဘာကြည့်နေရလဲသူတွေရဲ့ငါအေးတီရလီဟာเจ้ามาတော့ကနင်အခင်ဆုံးအေးတီရလီဒီတော့မှပင် သူ့ကိုယ်သူအေးတီရလို့ခေါ်ဟောသုံးဆွဲနေရဲ့အေးတီရရဲ့ငရုတ်ပုံကိုဖမ်းမိရော်တယ်။ဟာအေးတီရကြည်စမ်းနင်ပြောင်းလဲသွားလိုက်တာငါဖြစ်မနေပုံဖော်ယူရတယ် အမှန်ပင်ကျောင်းနေုံဟာတနက်ကားရေကျဲပက်ခွက်ကြနဲ့သူမကအခုတော့မိကန်နှခန်နေပါနေနဲ့မျက်ခွန်ကိုလည်းဆေးဆိုးကာနဲ့မျက်တောင်ကော့အတုကိုလည်းတက်ထားရေးပြီးတော့ကြည်စမ်းဝယ်စားထားတာတွေကလည်းငယ်တုန်းကတည်းခင်မေလုံးအားကြီးနေရဲ့ဒီလိုပေါ်သူရင်ရဲ့အပြောင်းလဲစွာလူတိုင်းမှာရှိရပဲလေနေအောင်ကြည်ပါလားအရင်ကဝက်ချမ်းတတနဲ့ကိုခန္ဓာကအခုတော့ဖုတ်ပြဲကြီးမဖြစ်အောင်တက်မဲ့ပဲကဲထားပါတော့လေနေကုဘယ်တော့မလို့လဲရုပ်ရှင်ကြည့်ဖို့လားလား ဟွန်း၊ရုပ်ရှင်ကြည့်ပြီးထွက်လာတာ။အခုအိမ်ပြန်မလို့။ဒါနဲ့နေရအောင်။อืมနေလို့ပဲဆိုပါတော့။ဘားကြောင့်လိန်ပြောမိမယ်။ကိုကုတ်ကိုဝေခွဲမရတခုတော့ရှိရဲ့။အေဒီယာနဲ့စကားပြောနေရတာက စိတ်ထဲကတာယာမိရကြောင်ထင်နေ။ဒါနဲ့နေရအခုအိမ်ပြန်မလို့ဆိုပါတော့။อืมအိမ်နဲ့လိုက်ဖို့မခေါ်တော့တာသူတွေ။ငကိုရဲကပင်အေဒီယာကိုအိမ်အလဲလိုက်ဖို့ခေါ်ချင်နေရဲ့။သူ့အဖို့အကြိုက်တွေ့သွားလျက်ရှိရဲ့။နေလိုက်မယ်ဆိုရင်ငါတိတ်ခွာပါပေါ့။ ငါနေမလိုက်မှာကိုပဲစိုးရင်နေရသူရင်ရဲ့နေမှာမပြောင်းလဲတာဆိုလို့ကြောင်းတော့ကထုံနာအရာပဲကဲပါကားပေါ်တက်ကြရအောင်လေတို့လူတွေဝိုင်းကြည့်ကုန်ကြပြီဒီလိုနဲ့သူရင်ဟာကားရှိတကားကိုဖွင့်ပေးလိုက်ရတယ်လို့အေးဒီတာကလည်းဆွေကနေဝင်ထလိုက်တယ်သူရင်ကလည်းဝင်ထိုင်ကကားမောင်းရင်ရှေးအောင်နောက်ဖြစ်တွေကိုပြောမိရမှာသူရင်ဟာသူတို့အိမ်တော်ရဲ့အကြောင်းကိုဖွင့်ပြောပြမိရတယ်ဟမ်ဒါဖြစ်ရင်နေအိမ်တော်ရဲ့ကြီးကမတရပါလား နေမိမတချိန်တော့အပြင်မထွက်နေရပေါ့။အင်းမလွယ်ပါလား။နင်တော့အိမ်တော်ကြီးအယုတ်ဖြစ်နေတာပေါ့လေ။ဟုတ်လား။အင်းဆိုပါတော့နင်ရော။သူများသာပြောရတာပါ။နင်အိမ်တော်ကြီးနဲ့တိုက်တော့မထူးလာပါဘူး။မိဘပေးစားလို့ကောင်းမလားမှတ်ပြီးယူလိုက်မိပါရဲ့။အတုံးဖြုံးကြီးရဲ့စေတမတယောက်ဖြစ်နေရပေါ့။အခုတော့ तू ကအပြင်မှာမရှိတော့ပါဘူး။အေဒီယာနဲ့ကြွားရှင်းပြီးတော့မကြဘူး။စေအမှုနဲ့ထောင်ချသွားပြီလေ။အခုတော့အေဒီယာဆိုတာအပြုတ်ပြန်ဖြစ်သွားပြီ။လောက်လန့်နေပြီလေ ကဲဘလောက်ပြောစရာကောင်းလဲအေးဒီတာဘွားနဲ့သူ့ဘွားကတိတ်မထူးကြပါလားတယောက်ကလင်ရကန်ဆိုးသူတယောက်ကမရရကန်ဆိုးသူဩလိုချင်တာမရမလိုချင်တာရရလူလောကကြီးရဲ့ဓမ္မတန်တယောက်ကဒီတိုင်းပဲထင်ပါတယ်ဘလို့ပင်ဖြစ်စေကာခြံရှိမှထိုးရမိပြီဖြစ်တယ်ကာဟုံးကိုနှစ်ချက်တီးပေးလိုက်တယ်ဒေါ်ဝင်းမီကစားတော့ဆရာတွေကိုပြပြစွာပင်ပြင်ဆင်ပြီးသမရဲ့အခြေကမကြာခဏပင် အေးဒီတာထံကိုရောက်ရှိနေကြအောင်သူတင်တတိထားမိရဲ့ဒေါ်ဝင်းမေ तू ကကျွန်တော်အကြောင်းနေပဲတင်ခဲ့ခြင်းအေးဒီရတဲ့ကွဲသွားကြပြီဒီကနေ့မှပြန်ဆုံမိကြလို့အင်ယူအလေလိုက်လာတာအော်အော်ကဲဒေါ်ဝင်းမေသွားပြီးအနားယူခြင်းနဲ့ယူတော့လေတနေ့ကောင်အင်အလုပ်ရောမိဖို့ကြောင့်တော့ပါလုံနေရလို့ပင်မနေရပေါ့အေးဒီတာစိတ်လွတ်လွတ်လပ်လပ်ရှိစေဖို့အတွက်ဒေါ်ဝင်းမေကိုပါထုတ်လိုက်ရတယ်တိတာဘာတောက်မလဲအေးလားအပူလားဘာပဲဖြစ်ရပါတယ်သူရင်ရဲ့ဒါဖြစ်ရင်စပါကလင်တောက်လေဟုတ်ပြီလား ရေခဲတစ်တားတွေမှာစပါကလေးနှလုံးထုတ်ယူလိုက်တယ်။ထမင်းစပွဲဝိုင်းပေါ်ကိုတင်ထားလိုက်တယ်။သူရယ်နင်ကတော်တော်ကြီးပွားနေရပဲနော်။အစရေကနင်ဒီလိုကြီးပွားမယ်မင်းသိရင်ညို့ငါယူပါရဲ့ဟာ။တော်စမ်းမအေးတီရရဲ့။နင်ကငါ့အဲ့တုံးကတိတ်အေးစိုက်ခဲ့ရမှာမဟုတ်တာ။ငါပြောပြပြီပဲ။နင်ဒီလိုကြီးပွားမယ်မသိလို့မယူခဲ့မိရပါလို့။တကယ်လို့ဆိုပါတော့အခုချိန်မှာညို့ငါယူမယ်ဆိုရင်ရောအေးတီရမျက်နှာအထက်ကိုပင့်တက်သွားတယ်။တော်စမ်းမဟာမနောက်စမ်းမနဲ့ နဲ့မှမရသေးနဲ့မလွတ်မလပ်နဲ့ဒါလွယ်ပါရဲ့ဟာသူ့ကိုကွာလိုက်ပြီးရပဲထားပါတော့နေငါ့ကိုယူလိုက်တယ်ပဲထားပါတော့နေငါ့ကိုဘလို့ဆင်ပေးမှလဲလေဆင်ပေးရုံနဲ့တော့မရအောင်နော်မိမဟာမိမသားဖြစ်ကြအောင် သူ့သဘောပေါက်လိုက်မိရော်တယ်မိမမှန်တယ်များတစားစင်မှုကိုတတ်မဲ့ကြတယ်ခဏစောင့်နေအောင်နော်ငါကုပဲလာခဲ့မယ်ဘယ်တော့မလို့လဲအိတ်ခန်းကိုပါနေကိုပြကြရှိလို့သူရိဟာအိတ်ခန်းစီကိုထွက်လာခဲ့တယ်အေးဒီတာဟာ ဆလင်းဘက်အိတ်ကိုဖွင့်ပြီးအထုပ်လေးတစ်ထုပ်ကိုထုတ်လိုက်တယ်။ပြီးတော့တချမ်းများပြုံးလိုက်တယ်။ဒါကဘာလဲ။သူရင်းရဲ့လက်ထက်မှာတပေခွဲပတ်လည်ရှိရဲ။တစ်တာငယ်လေးကိုကြည့်ပြီးအေးဒီယာကမေးရဲ။နင်တို့မိမတွေကြိုက်တဲ့ပစ္စည်းတွေဒီထဲမှာရှိရလေ။နင်ကပြောတယ်မဟုတ်လား။နင့်ကိုတော်ရုံဆင်ပေးုံနဲ့မရဘူးဆိုပါလေ။သူရင်းဟာအေးဒီယာရှိမှချကတစ်တာအဖုံးကိုဖွင့်ပြလိုက်တယ်။ဝင်းဝင်းလက်နေတဲ့စင်ရွှေနီလာကြောက်တံပရက်များတွေပေါ်လာတယ်။ လဲဆွဲလက်စုံနှက်ကဟန်ချင်းစုံစုံလင်းလင်းရှိနေတယ်။ဒါဒါတွေကအေးဒီရာဟာတစ်တာအတွင်းမှာပစ္စည်းတွေကိုကြည့်ပြီးအတန်ထက်ထင်ငေါငေါဖြတ်နေရယ်။အေးအဲ့ဒါတွေကငါပစ္စည်းတွေပဲ။အ ਨੇ ဆုံးတန်ဖိုး350ဘူးလောက်ရှိမယ်။အဲ့ဒီတော့နင်ပြောတယ်မလား။နင့်ကိုတော်ရုံစင်ပြုတ်နေမရဘူးဆို။ဒီလောက်ဆိုနင်တဘောပေါက်ရောပေါ့နော်။သူရင်ရယ်ငါကစကားပြေပြောတာပါဟာ။မလို့ချင်းဦး ါတို့တွေကငယ်တော့မဟုတ်ဘူးကြီးနေကြပြီပြောမိရဲ့စကားတင်းနေအောင်စူးစမ်းဖို့အရေးကြီးတယ်နင်သာငါ့ကိုယူမဲဆိုရင်ဒါရီယာနဲ့အတွက်ဖြစ်စီရမယ်အဲ့ဒါကိုနင်ယူဖြစ်ဖြစ်ပေါ်သူရင်းရဲ့အကောင်းဆုံးနီးလန်းကိုစဉ်းစားကြသည်ဟာပေါ့အစဉ်တွေရှိပါသေးရဲ့ဟာအေဒီယာကအကြီးကိုဖဲ့ခွိုင်းနဲ့စပါကလင်တလုံးကိုကောက်ကန်ပြီးသူရင်းကိုလှမ်းပေးရဲ့သူကိုယ်တိုင်ကလည်းတလုံးကောက်ကန်ကပိုက်လေးနဲ့ဆုပ်တော့တယ်သူရင်းဟာအေဒီယာရဲ့မျက်နှာကိုကြည့်ရင်လည်းစပါကလင်ကို တစိမ့်စိမ့်နဲ့တောက်တယ် လေတီယာကလည်းဂျီလက်ရွှန်းဆိုတဲ့မျက်ဝန်းအစုံနဲ့သူ့ကိုကြည့်ရင်စပါကလင်ကိုတောက်နေရဲ့။အော်တီရရဲ့အစရရတာနင်းနေချစ်သူတွေဖြစ်ရရင်ဘလောက်ကောင်းမလဲ။အခုတော့အတိတ်နောက်ကျလေခြင်းတီရလေးရဲ့သူရဲ့စိတ်ထဲကရေရောနေမိရဲ့။အေးတီရကိုကြည့်နေစဲမှာပဲမျက်လုံးအစုံကရေဝေလာတယ်လို့လို့ပြမိုင်းလာတယ်လို့လို့နဲ့ကောင်းပါလေတစစစထိုးကြိုက်လာတဲ့သူ့လက်ထဲမှာတောက်လက်စာစပါကလင်ပလေးမှာအောက်ကိုလွတ်ကျသွားတယ်။ အလင်းကွဲစာရီတစားစီပြန့်ကျဲသွား၏အေးဒီရာကစပါကလင်ကိုဇွဲပေါ်တင်ရင်ကတော့ကမျောလေးပင်သူ့နားကိုကတ်လာ၏ဘာဖြစ်တာလဲယင်ဘာဖြစ်တာလဲနှုတ်မှလည်းမေးရဲ့ဘာဖြစ်တာလဲမသိဘူးခေါင်းနေထိုးကြိုက်လာတယ်မျက်လုံးထဲမှာဘာမှမမြင်ရတော့ဘူးဒါဒါဖြစ်ရင်ဒီလက်ကင်ကွာမှာဆွတ်ထားတယ်ရှူသေးလေးကိုရှူလိုက်နော်ရော့ရော့ဘာရီဘလို့ဖြစ်ကုန်နေမသိအိမ်မဲဆိုးကြီးတကူအတွင်မှာရုတ်တရက်လန်နိုးလာတယ်လို့သာရှိရော်တယ် ။ဦးကောင်းမှမူးနှောက်ကြီးဖြတ်လာတယ်။ကဲကိုရောထထသူ့ရဲ့တစုံတစ်ယောက်ကလုံလို့တယ်လို့ခံစားရတယ်။အတန်မှာလှိုင်းထိတ်ထားလို့မှတ်တယ်နေ။မျက်လုံးအစုံကိုဇိုအတင်အာယူဖွင့်စီရဲ့ပထမတော့ဝဲဝဲဝဝနဲ့နောက်တော့တက်တဲကွက်ကွဲတွေမြင်လာရတယ်။သူ့အိတ်ခံတွေမှာရှိတဲ့ခရင်ဘော့ကိုရောက်နေချင်းလား။သူဝင်းမှလည်းလှိုင်းထိတ်ထားနဲ့တော်ဝင်းပြီ။သူပြုံးကနေထထိုင်တိုင်းမြည်။လှိုင်းထိတ်တာဟာမေပြုံးလေးပြုံးပြီ။ဘယ်နဲ့လဲ ော်တော်လေးမှအေးဝါရဲ့လားသူ့အကြီးကပရင်းအပြင်ဘက်ကိုကြောက်ရောက်သွားတယ်။နေမင်းအလင်းရောင်ကတောက်ပထုံးလင်းလျက်ရှိရဲ့။သူတညလုံးလုံးအိပ်ပျော်တတိလေးနေခြင်းများလား။ညတော်ကနေသမီးလေးတစ်ပါးနဲ့အပျော်ကျူးပြီးမောကြီးပန်းကြီးနဲ့နန်းတော်ကြီးရဲ့မှာအိမ်မောကြသွားရဲ့ထင်နေဟုတ်လား။လောင်တန်းလေးနဲ့လှိုင်းထိတ်ထားကမေးရဲ့။ကိုဘာဖြစ်နေရလဲ။ပြန်မေးလိုက်မိရဲ့။ဘာဖြစ်သွားလဲတော့မသိဘူး။ထိတ်ထားညပြန်လာတော့ ရှင့်ကိုစားတော့ခန်းထဲမှာနောက်ရည်ကြီးတဲ့နေရာတွေ့ရတာပဲ။ဒါနဲ့ဒေါ်ဝင်းမေကိုခေါ်ပြီးအိတ်ခန်းထဲရွှေ့ထားလိုက်တာ။တခြားဘာများတွေ့မိတယ်လဲ။မလုံမလဲစိတ်နဲ့မိမိရဲ့။တွေ့ရလေ။မေဆေးစွထားရဲ့ဟော်ရီလက်ကင်ဘွားလေးရဲ့ဟာလာဟင်းလေးဖြစ်နေရဲ့ယတနာတက်တာရဲ့ဘူပေါ့။တက်တာအောင်မှာဖိထားတဲ့ဟော်ရီစာရွက်လေးကိုလည်းတွေ့ရသေးရဲ့။ဘာစာရွက်လဲ။ကို့အမြန်ပေးပါ။သူရိဟာထိတ်ထားတယ်မှာစာရွက်ခေါက်လေးကိုယူရင်းအလေးမြန်ဖတ်လိုက်တယ်။သူရိဟာ နေ့ရောငါအားနာပါတယ်။နေ့ရောငါကြောင်းနေပဲတင်ငယ်ချင်းတယောက်နေနဲ့ခင်ပင်မဲ့ခင်မိုးတယောက်ဖြစ်လက်ခံမှုတော့ငါစိတ်မကိုရဲဘူး။ဘာဖြစ်လို့လဲဆိုတော့နေ့ထက်ပို့ပြီးချေရမယ့်ခင်မိုးယောက်ျားငါမှရှိနေလို့ပဲ။လလော့စဲတော့သူ့ထောင်ကျနေတဲ့အချိန်မှာငါဟာကြုံတယ်လို့ရှာကြံစားနေရတယ်။အဲ့ဒီအချိန်မှာနေနဲ့တွေ့ရပဲ။အကိုနှစ်စီဟာပစ္စည်းတွေကိုငါယူသွားတယ်။အဲ့ဒီတဲကတချို့တဝက်ကိုထိုးခွဲရောင်းချပြီးငါယောက်ျားတွေအစားအသောက်တွေဝယ်သွားရအောင်မယ်။ အခုလိုနေ့ကိုငါလူလေကြသွားတဲ့အတွက်ငါ့ဘော်မှာနေခွလွတ်နားလဲနိုင်မယ်လို့ထင်ပါအေးညီငါ့ကိုငယ်တငယ်ချင်းတယောက်နေနေတကယ်ခင်သေးတယ်ဆိုရင်တက်ဆိုင်ရာကိုလည်းတိုင်တန်းလိုက်မယ်မဟုတ်ဘူးလို့ရှုံးကြည့်ပါတယ်သူရင်တထင်ချိန်မှာနေနဲ့ငါပြန်ဆုံကြသေးရပေါ့ဒါပါပဲအေးတီယာစားကဆုံးသွားပြီဖြစ်ရအဆုံးလင်ကိုလည်းသူကောင်းစာသဘောပေါက်နားလဲလိုက်တယ်အေးတီယာက သူ့ကိုလူလေကြသွားခြင်းပဲစပါကလေးထဲမှာအိတ်ဆေးတွေခတ်ထားသေးတယ် ဘယ်နဲ့လဲကိုတော့ချောင်းကိုပြပြီးမြစ်ကိုရှာခြင်းရအခုတော့ပစ္စည်းတွေအကုန်ပါသားပြီမဟုတ်လားထိတ်တာဟာစာပါအချောင်းရတွေကိုဖက်ပြီးပုံရတယ်လို့ဖြည့်ရဆုံရင်ကိုလည်းဆက်ဆက်တွေးမိပုံရတယ်ဒါရီအလုံးဟာမင်းရဲ့အဖြစ်ပဲထိတ်တာငါ့ကိုလင်ယောက်ျားတယောက်ရဲ့လို့သဘောမထားပဲအော်တိုးစီထွက်ရနေရော အတီးကျန်ဖြစ်နေရင်ငါလည်းအပြော်ရှာမိရပါဗောဘာပဲဖြစ်ဖြစ်ဟိုမိမကမင်းထက်တာတယ်သူ့ယောက်ျားမကောင်းတာလားသူ့ယောက်ျားတွေဒုက္ခရှာနေသေးရဲ့ တော်စမ်းပါရှင် ကို့အပြစ်ကိုသူများအပြစ်လုပ်နေစမ်းပါနဲ့ရှင်ဟာရှင်အလေလိုက်လို့ဖြစ်ရတဲ့ဥစ္စာပဲကျမနဲ့ဘာမှမဆိုင်ဘူးကဲထားပါတော့ရှင်ကဘာဆက်လုပ်မလဲအိုးရဲ့ကိုအကြောင်းကြမှာပေါ့ငါ့ကိုလူတွေကြောက်သွားတဲ့မိမကိုဖန်ခိုင်းရမယ်မလောက်ပါနဲ့ရှင်ဖြစ်ပြီးရည်လည်းဖြစ်ပါစီတော့တော်ကြာရဲတွေပါပြီနဲ့ဆိုရှုပ်ရှုပ်ရှဲရှဲဖြစ်ကုန်မှာမျက်လုံးပြူးမျက်စံပြူးဖြစ်သွားတဲ့လှိုင်းထိတ်ထားကိုနားမလဲစွာကြည့်မိရဲ့အိုးဘယ်ဟုတ်မလဲကို့ကိုမလိမ့်တစ်ပတ်လောက်ပြီး ပစ္စည်းတွေကိုယူသွားတဲ့ဥစ္စာကိုရဲအုံမတိုင်လို့ပဲဖြစ်မလဲမဟုတ်သေးဘူးအကိုမဟုတ်သေးဘူးဘာမဟုတ်သေးရလဲဒီမှာအကိုအကိုကိုထိတ်တာရှိရှိမဲ့ပြောတော့မယ်သူ့စီကိုပါသွားတဲ့ပစ္စည်းတွေဟာအစ်စ်တွေမဟုတ်ဘူးအတုတွေဟမ်ဘလို့ကြားလိုက်ရတဲ့စကားကြောင့်မယုံကြည်နိုင်တယ်လို့ပြန်မိလိုက်တယ်ထိတ်တာကမျက်လွာလေးချပြီးဟုတ်တယ်ကိုအကိုရဲ့ကောင်မလေးယူသွားတဲ့ပစ္စည်းတွေဟာအတုတွေဒါကိုမင်းကဘလို့ပြောနိုင်တာလဲအစ်စ်တွေကဥပမာလေး အဖြစ်ကဒီလိုအကိုရဲ့ဟိုတစ်ပတ်ကဒေါ်ကြည်နိုင်တို့နဲ့တွားကစားတာထိတ်တာအရန်ရှုံးသွားတယ်။အဲ့ဒါနဲ့အကိုတစ်တာရပစ္စည်းတွေပေါင်ပြီးဆက်ကစားတာအဲ့ဒါတွေလည်းထပ်ပြီးရှုံးသွားတယ်။ထိတ်တာလည်းမရွေးနိုင်သေးတာနဲ့အကိုစုမစိုးရနဲ့အတူတွေနဲ့အစားထိုးတာပဲအကိုဒါဒါဖြစ်သူ့နောက်ကိုပါသွားတာအတူတွေပေါ့ဟုတ်လားဟုတ်တယ်အကိုဘာပဲဖြစ်ဖြစ် အကိုမိမအကိုလိုပေါင်ထားမိရကိုအကိုဘက်ကကန်ကောင်းသွားတယ်ပဲမှတ်ပါမဟုတ်လို့ကတော့သူ့နောက်ကိုအစ်စ်တွေပါသွားမှာ မင်းရတော်တော်မရိုင်းနဲ့မိမ့်ပါပဲငါမသိအောင်မင်းလှုပ်ချင်ရှောက်လို့နေရပဲအိုးကွာဘာပဲဖြစ်ရဲ့ကိုတိုင်ရမှာပဲမလှုပ်ပါနဲ့အကိုထိတ်ထားအောင်ညပါကို့ပောင်ကိုလန်ထောင်းတဲ့အလုပ်ကိုဘာဖြစ်လို့လှုပ်ချင်ရလဲသူ့အဖန်ရင်ထိတ်ထားတော့ပါအချက်တကွဲအကျိုးနဲ့ဖြစ်ကုန်မှာပေါ့စဉ်းစားပါအောင်အကိုရဲ့ငိုမဲမဲတောင်းပန်နေရဲ့လှိုင်းထိတ်ထားကိုကြည့်ပြီးခေါင်းခါရမ်းပြီးဘယ်သူတွေအချက်ကွဲကွဲဘာပဲဖြစ်ဖြစ်ရဲ့ကိုတိုင်ရမှာပဲရာဇင်းမှုအားပေးရဲ့အနေနဲ့ထိန်ချန်ထမျိုးငါမလှုပ်ချင်ဘူးမလှုပ်ပါနဲ့အကို ထိတ်ထားကိုညှပါနော်အကိုထိတ်ထားကိုတနာပါ ထိတ်ထားနောက်ကိုမမိုက်တော့ပါဘူးသူနားမထောင်နော်ကရင်ပေါ်မှာဆင်းပြီး ထိတ်ထားကိုကြောက်ခိုင်းနေထိတ်ထားဟာလဝနှစ်ဖယ်နဲ့မျက်နှာအပ်ပြီးတဲ့တဲ့တဲ့ငိုရှလိရော်တယ်သူတွေဟာဂျင်းနဲ့စွာပြုံးနေခွဲလွန်တက်တဲ့နှလုံးသားတဆုံကတန်တရားကင်းရကိုဥတည်လျေစိတ်ပဝင်မှာတော့အော်ထိတ်ထားထိတ်ထားအမောင်ကိုဖယ်ခွင်းအလင်းကိုမြင်ပြီပေါ့နောင်နာတရားကိုနောက်မှဆင်ခြင်မိပြီပေါ့လေ ်ဖွင့်လှစ်ပါတယ်ထိတ်ထားရယ်ကိုလိုလူကလည်းမာယာတော်မဲမသိတနာကြောကိုလိုက်မိတော့မလို့ပါပဲဒုံရောက်ဒီချင်းရစပြီးနားလေခွင့်လွှတ်မှုလေးဝင်နေအတူမခွဲမခွာတစ္ဆာရှိစွာနဲ့အခြေခရီးလမ်းလေးကိုပျော်ရွှင်စွာနဲ့ဆက်လျှောက်ကြစို့နော်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူဖြိုးတစ္ဆာရှိတာထိုင် မာယာတော်မှာတနာကြောတို့ဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပြီးပါပြီဇလန်ကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကိုနိုင်ရန် subscribe နှိပ်ပြီးတော့ဘေးနားက notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်